တရားဒီဆာလာနဲ့ပတ်သက်ရင်တော့တော်တော်လေးဟိုဝေဖန်ခံရရတယ်ပေါ့နော်ပုံမှန်အဖြစ်ပေါ့ဆိုဆာလာကအကိုတို့လီဗာပူးကိုရောက်လာတဲ့တစ်လျှောက်ဒါဒီနှစ်က900ဒီလောက်ပေါ့ရှေ့မှာ800ဒီလောက်ကစားထားတာမှာတကယ်ကိုနှစ်တိုင်းကသူ့ရဲ့800လက်ရည်နေပဲလီဗာပူးတင်ကဒီအောင်မြင်မှုတွေမှာအကြီးကကြခဲ့တာပေါ့နော်ဒါတခါမှလည်းကျွန်တော်တို့အဲ့လောက်ကြီးကြွားရတာမမြင်ဘူးဟိုကျွန်တော်ဆိုလိုချင်တာက तू ဒီဂိုးပေါက်ပြောက်တယ်ဒီ၅ဘွဲ့ဆက်၆ဘွဲ့ဆက်ဂိုးပေါက်ပြောက်တယ်ဒီလိုကာလာမျိုးတွေမြင်ခဲ့ရဘူးလေဒါပေမဲ့အဲ့လိုဂိုးပေါက်ဂိုးမသွင်းနိုင်တဲ့ပွဲမှာ ਉਹ ပဲသူ့ခြေစွမ်းအဲ့လောက်ကြီးဂျင်းရိုက်နေတာမျိုးတော့မဟုတ်ခဲ့ဘူးပေါ့လေ1 vs 1အနေထားတွေမှာဒီတူးချင်းကြော်ဖြတ်မှုအနေထားတွေမှာကြာဆင်းလာတာတော့ဒါတိတိတပဲပြီးခဲ့တဲ့နှစ်ရည်သုံးပါလေဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာရခဲ့တဲ့ key pass တွေဒီ assist တွေဒီ twin goal တွေအဲ့ဒါတွေတော့ဒီရာသီမှာပို့ပြီးတော့ရောကြလာသင်းမှာအငြင်းတန်း၁၀ရောက်၁၁ရောက်ဆိုတဲ့ခံစားမှုကြီးကိုပေးနေပြီလက်ရှိလေဘာဘူးကမိုဟာမက်ဆာလာက ထားပါတော့ကျွန်တော်တို့ဒီ concept ဘိုင်းကိုသူမကူနိုင်ဘူးဆိုရင်တိုက်ဆက်ဘိုင်းမှာဘောလုံးရတဲ့အခါမှာတော့သူ့ရှီကအပြည့်အဝကျွန်တော်ရနေဒါတန်နေပေါ့လေပြိတ္တရှုတော့ရတာဒါပေမဲ့တိုက်ဆက်ကြတော့လည်းသူသူ့ရှီကပြီးခဲ့ရတဲ့အရာလောက်မထွက်တော့ဘူး